Hello, good and talk. အားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့ sharing လုပ်ပေးသွားမှာကချင်းမိုင်ကနေကားနဲ့ဆိုရင်တနအိခွဲဆိုင်ကနေဆို2နာရီနီးနီးလောက်မောင်းရတဲ့ပိုင်မြို့မှာရှိတဲ့ Grand Canyon လေးကို adventure trip လေးသွားခဲ့တာလေးပဲဖြစ်ပါတယ်။အခု video မှာမြင်တဲ့အတိုင်းပဲလမ်းမှာဘေးဘေးပညာနှစ်ခုလုံးမှာကိုင်းစရာဘာမှမရှိဘူး။အဲ့အပြင် तू က၆ကြီးဆိုတော့နည်းနည်းတော့တောက်စရာကြီးပေါ့နော်။ တော်တော်လေးအမြင့်ချောက်တဲ့လူမျိုးဆိုရင်တော့တော်တော်ချောက်ဖို့တော့ကောင်းပါတယ်မလေးဒီလိုတန်နေအောင်အုံးသမားကျန်လိုမျိုးရှောက်ပါမယ်ဒီလိုနေရာမျိုးကိုလို့ဆက်ရှောက်မလဲအောက်တော့မှာနားမကြည့်ရဘူးအမဟိုဘက်လမ်းသွားမလားဒီဘက်လမ်းကိုသွားမလားဒီဘက်လမ်းကိုသွားမလားညနေသွားရင်ဟိုးဘက်တရောက်အောင်လာခဲ့တာတော့ဒီလမ်းကနေလာခဲ့တာ ဖရားတရားတာပြီးလာတယ်အမလီလုံးဝ adventure adventure ဖြစ်ပါတယ် adventure trip by adventure trip ဖြစ်ပါတယ်ပါရဲ့ grand canyon ကို adventure ဆုံဆုံစားစားနဲ့တကယ်လာချင်တဲ့သူတွေလာကြည့်လိုက်ပါလို့ခြေရောက်တေဒူးတွေတော့နိုင်မှခိုင်းမှရမယ်နော်ဒီမှာတော့ခိုင်းနိုင်ရခွက်ကိုဆက်သွားပြီပို့တော့မလိုက်ရတော့ကျေးဇူးတင်ပါတယ်